အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode 20မှာတော့ဂျီရုပွဲကို TV ကနေစတင်ပြသနေပါတယ်ဗီနီတို့ကြောင့်ကကျောင်းသားတွေကလည်းဗီနီကိုဒီလိုပြိုင်ပွဲမှာမြင်ရတော့အံ့ဩနေကြပါတယ်ကိုဆောင်းကတော့သူ့တငယ်ချင်းဗီနီကိုတေးချစောင့်ကြည့်နေခဲ့ပါတယ်ဂျီအိမ်ဘက်မှာလည်းဂျီရဲ့ညီကကျောင်းကနေစောစောပြန်လာပြီးတော့သူ့အကူရဲ့ပွဲကိုထိုင်ကြည့်နေခဲ့ပါတယ်ချွတ်တော့ဂျီတို့ကြောင့်ကို ဖီဇစ်ဆရာပြောင်ကြီးကလည်းအခုချိန်မှာစာသင်နေပါတယ်။ဒါပေမဲ့နောက်ကကျောင်းသားတွေကတော့သူသင်နေတဲ့စာကိုစိတ်မဝင်စားကြပဲနဲ့အောက်ကိုငုံကြည့်နေကြပါတယ်။အဲ့ဒါနဲ့ဆရာပြောင်ကြီးကလည်းကျောင်းသားတယောက်ဘေးနားကိုတွားလိုက်ပြီးတော့မင်းတို့ကောင်တွေစာသင်ချိန်မှာစာလိုက်မကြည့်ဘဲနဲ့ဘာတွေကြည့်နေရလဲဆိုပြီးတော့ပြောလိုက်ပါတယ်။ချိုကျောင်းသားကလည်းသူ့ဖုန်းကိုထောင်ပြလိုက်ပြီးတော့ဆရာသူတို့စပြိုင်နေပြီ။ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ပြိုင်ပွဲပွဲအချမ်းမှာတော့ ဂျီရိုနှစ်ယောက်နဲ့စမတ်ခရူးကနှစ်ကောင်ကသူတို့ပြောင်းရမယ့်နေရာမှာအဆင်သင့်ဖြစ်နေကြပါပြီစမတ်ခရူးကမျက်မှောင်နဲ့ကောင်ကတော့တငယ်ချင်းကိုငါတို့တက်နေသလောက်မြ мян ပွဲကိုအဆုံးသတ်နိုင်မှရမယ်မင်းကမြ мян သွားငါနောက်ကနေခုနှစ်ကောင်ကိုထိမ့်ပေးထားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ထို့နောက်ပြိုင်ပွဲကိုစတင်ပေးမယ်သူကသနတ်ကိုမိုးဘော်ကိုထောင်ဖောက်လိုက်ပြီးတော့ပြိုင်ပွဲကိုစတင်လိုက်ပါတယ်စမတ်ခရူးကနှစ်ကောင်ကတော့ သူတို့ရဲ့အမြန်ဆုံး speed နဲ့တာထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဂျေတို့နှကောင်ကတော့ဘာကြောင့်မှမသိသူတို့နောက်ကနေအေးဆေးလိုက်လာခဲ့ပါတယ်။အဲဒါကြောင့် smart crew ကနှကောင်လေဟာဒီကောင်တွေဘာလုပ်နေလဲသူတို့ကိုသူတို့ပျော်ဝဲစားထွက်နေရများထင်နေလားမသိဘူးဆိုပြီးတော့ပြောနေပါတယ်။အခုချိန်မှာတော့ Finny ကဟေးဟာမင်းကစဉ်းစားနေတာကဟိုကောင်တွေကိုနောက်ကနေပဲကတ်လိုက်ဖို့ပဲစဉ်းစားနေတာမလား ဆိုပြီးတော့မေးလိုက်ပါတယ်။ကြီးကလည်းအေးမင်းပလန်ကရောဆိုပြီးတော့မေးလိုက်ပါတယ်။ကြီးတို့နေရာကတော့တော်တော်ဟုတ်နေပါပြီ။နေရာစလုံးကအခုအချိန်ထိတယောက်နဲ့တယောက်ဘာလုပ်ကြမလဲဆိုတာအခုထိမတိုင်မင်းရသေးပါဘူး။ဒါပေမဲ့ဖီနီကတော့ငါမှဘာပလန်မှမရှိဘူး။အခုအချိန်မှာငါသိတာတစ်ခုပဲရှိရင်အဲ့ဒါမင်းထက်ကအရင်ပန်းဝင်နေရမယ်။ဆိုပြီးတော့ပြောကား သူ့အရှင်ကိုတင်ပြီးတော့ထွက်သွားပါရယ်ဂျေလည်းအခုချိန်မှာသူသဘောပေါက်သွားတာကတော့ဗီနီဆိုတဲ့ကောင်ကသူနဲ့လိုက်ပြိုင်ကျင်နေတာဆိုတာပါပဲဗီနီကတော့တခြားပြိုင်မဲ့ကစားသမားတွေကိုခေါင်းထဲမှာတော့မရှိပါဘူးဒီလိုနဲ့ဂျေလည်းအရှင်ကိုတင်ကဗီနီနောက်ကိုလိုက်ပါရယ်စမခရူကမျက်မှန်တဲ့ကောင်ကလည်းဂျေတို့ကသူတို့ကိုစတင်ပြီးတော့ချင်းကလာပြီးဖြစ်တာကြောင့်သူ့ဘက်ကကောင်တွေကိုတက်နေသမျှမြ мян နင်းခိုင်းပါရယ် ဒီလိုနဲ့မြန်မာနိုင်ငံကဗီနီရဲ့ရှေ့ကနေဗီနီဆက်သွားလို့မရအောင်လိုက်ပြီးတော့ဘလော့နေပါတယ်ပြီးတော့သူတို့ကပိုက်လုံးတွေရှိတဲ့နားကိုရောက်လာခဲ့ကြပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကရှေ့ကနေဇက်တိုက်လိုက်ပိတ်နေတာကြောင့်ဗီနီကအန်ရရှိတဲ့ပိုက်လုံးတွေပေါ်ကနေပဲစကစ်ဆဲကကြော်တဲ့သွားခဲ့ပါတယ်မြန်မာနိုင်ငံလည်းဗီနီကိုကြည့်ပြီးတော့ဟာ ဒီကောင်ယူသွားပြီလားဆိုတွေးနေတဲ့အချိန်မှာပဲဂျေကပါသူ့ကိုကြော်တက်သွားခဲ့ပါတယ်ဒီလိုနဲ့ဗီနီနဲ့ဂျေတို့နဲ့ကောင်လည်းတယောက်နဲ့တယောက်ပြန်ဆိုင်နေကြပြီရောသူတို့ကိုကြည့်နေတဲ့ပရိသတ်တွေကလည်းအဲ့ဒီသဘင်အနေနဲ့ကောင်ကတတိပဲကောင်းလားစောက်ယူပဲထလားဆိုပြီးတော့ဗီနီကိုပြောနေကြပါတယ်ဗီနီတို့ကြောင်းကကောင်တွေကလည်းဗီနီပိုင်လုံးပေါ်တွေကနေဖြတ်မောင်းသွားတာကိုကြည့်ပြီးတော့အံ့ဩနေကြပါတယ်တို့ချင်းပါပဲသူတို့ကြည့်နေတဲ့ TV က စက္ကနဲ့ဆိုပြီးတော့ပိတ်သွားခဲ့ပါတယ်။ရိတ်ချင်းမှာပဲအတန်းကောင်းဆောင်လို့ဘာလို့လို့ကောင်းကရမုကြီးနဲ့ရောက်လာပြီးတော့ဒီနေ့ကျောင်းဆင်းရဲ့မင်းတို့ကိုပြရစရာတခုရှိတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သူပြောနေတော့မှာပဲသူ့မျက်ခွဲ့ဘေးနားကနေဒုတ်ကြီးတစ်ချောင်းကဖြတ်သွားပြီးတော့နောက်မှာရှိတဲ့ကြောက်တဲ့ဘုံမှာစိုက်နေပါတယ်။ဒီလိုနဲ့ပွဲကိုကြည့်နေတဲ့ကောင်တွေကလက်နဲ့မျိုးစုံကိုကင်ကသူ့ကိုကြည့်နေပြီးတော့အခုချက်ချင်း TV ပြန်ဖွင့်ဖို့ပြောနေပါတယ်။ပြန်ပွဲဖွင့်မှာတော့ ထိတ်ဆုံးကပြင်းနေတဲ့ကစားသမားကသူ့နောက်ကအသေးတန်လိုက်လာနေဗီနီနဲ့ဂျီကိုကြည့်ပြီးတော့စိတ်ထဲမှာတော့တော်တော်ပြင်းတဲ့ပရက်ရှာကိုခံစားနေရပါတယ်ဖီဇစ်ဆရာပြောင်းကြီးကလည်းကျောင်းသားတွေနေရာမှာထိုင်ပြီးတော့ကျွန်တော်တို့မန်ယူပွဲကြည့်တယ်လို့အာကောင်အရင်တုန်းကနဲ့ပြိုင်ပွဲကိုကြည့်ကအားပေးနေခဲ့ပါတယ်တိုးမှာကွာဂါနာချူဘာလို့ကိုင်းမလို့ကံမြန်ပြီဟေးအဲ့ငါလူးမှသားလေတအားကိုကံကျင်တာမိုင်အေးလုံးအဲ့လောက်ကံကျင်ရသလားတွေ့ရနေရနေပြီးတော့ဂျပုတ်ကတော့ ်ဆရာပြောင်ကြီးကသူတို့ထက်တောင်မရရင်ကြောင့်သူငယ်ချင်းဖက်တီးကိုပြောပြနေပါတယ်ယူနာတို့ကလည်းပြန်ပွဲကြည့်နေဗင်နီကို အလောက်တော်မယ်မထင်တာကြောင့်မိယာကိုပြောနေပါတယ်မင်းကတော့တွင်ကိုอืมငါမင်းတို့ကိုပြောပြဖို့မိနေတာဗင်နီကလည်းကြည့်လို့ကောင်းနေအတူတူပဲကွာစပိန်စီးတဲ့နေရာမှာတော့တကယ်မကောင်းဆိုးပါဘီယိုသူကပို့ပြီးတော့ရန်လိုတက်တယ်ဆိုပြီးတော့ပြောနေပါတယ်ဒွန်းကတော့ဗီနီတို့နေရာကိုကြည့်ပြီးတော့ သူ့ပါဝင်ပြန်ခြင်းနဲ့စိတ်စိတ်တွေပေါက်နေပါတယ်။ရှယ်လီကတော့ဒီဝဲမှာသူတို့ကအပြတ်သားနိုင်မယ်ဆိုတာသိနေတာကြောင့်ကြီးနေနေခဲ့ပါတယ်။ကိုတင်မောင်နဲ့ငမဲတို့ကတော့ဒီကောင်လေးပြိုင်တာပြိုင်နေတာဘာပလန်းမှလည်းမရှိဘူးမရဘူး။ဒါပေမဲ့ဒီဘွဲကတစ်ဖက်သက်ကြီးပါကွာ။ဆိုပြီးတော့ပြောနေခဲ့ပါတယ်။တခြားသူတွေကလည်းပြိုင်ပွဲကမပြီးသေးပေမဲ့ဘယ်ဘက်ကနိုင်မလဲဆိုတာကိုကြိုသိခဲ့ကြပါပြီ။ဒီလိုနဲ့ပြိုင်ပွဲထဲမှာတော့စမခရူးကကောင်းကတော့စပိန်ကြီးနဲ့ နှစ်ချီးပါထွက်နေပါပြီ။နောက်ကဗနီနဲ့ဂျီရိုနေရာမှာလဲ။ဗနီကဦးဆောင်နေခဲ့ပြန်ပါတယ်။ပြီးရနောက်ရုတ်ရက်ကြီးဖီနီကဂျီရဲ့ရှစ်ကိုဝင်လိုက်ပြီးတော့ဂျီကိုဘလော့လိုက်ပါတယ်။ဂျီကလည်းချက်ချင်းပဲသူ့ရဲ့လမ်းကြောင်းကိုပြောင်းချလိုက်ပါတယ်။ဒီဘွဲကိုကြည့်နေတဲ့မင်းနျူးတွေကလည်းအခုမှသိလိုက်ရတာကဖီနီတို့ကပြိုင်ဖက်အသင်ကိုခေါင်းထဲမှာတော့မရှိပဲနဲ့သူတို့အချင်းချင်းသာပြိုင်နေကြကြောင်းကိုနားလည်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့ပြိုင်ဖက်အသင်ကခေါင်းကလည်း ဖင်တို့နေရကတယောက်နဲ့တယောက်ပြိုင်နေကြတာကိုသိလေရတော့ပျော်သွားခဲ့ပါတယ်ဒီလိုနဲ့မောင်းလာကြရင်တောင်းမအကွင့်ကြီးကိုရောက်တဲ့အချိန်မှာတော့သူကအရှိန်ကိုလျှော့လိုက်ပါတယ်ဒါပေမဲ့ထိုအချိန်မှာပဲသူဘေးနားကနေဖင်တို့နေရကအရှိန်မလျှော့ဘဲနဲ့ကြော်တက်သွားပြီးတော့အကွင့်ကြီးကိုရောက်တဲ့အချိန်မှာတော့ကိုပိုင်စင်ကနေချာစကစ်တွေနဲ့ကြွေးပြသွားခဲ့ပါတယ်ပြီးရင်တော့ဖင်တို့ကသူတို့ရှိမှလဲကြနေတဲ့တန်ချောင်းလေးကိုမြင်လိုက်ရတာကြောင့် ချက်ချင်းပဲနှစ်ယောက်စလုံးကထိုတန်ကြောင်းတွေပေါ်ကနေစပိန်နဲ့ခုံပြီးတော့ကြော်ဖြတ်လာခဲ့ကြပါတယ်။ဒါပေမဲ့ပြန်အကြမှာတော့ဂျီရဲ့နောက်ပိုင်းကတန်ကြောင်းတွေပေါ်မှာနင်းမိသွားပြီးတော့ဂျီကတော့ဘာမှဖြစ်မသွားပါပဲ။ထိုတန်ကြောင်းတွေကကမောက်ကမာတွေဖြစ်သွားပါတယ်။နောက်ကအရှိန်နဲ့လိုက်လာတဲ့ပြိုင်မဲ့အသင်းကကောင်းနေကြတော့ထိုတန်ကြောင်းတွေနဲ့တိုက်မိသွားပြီးတော့စပိန်မောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဂျွန်ကတော့သူတို့ကအပြတ်သားနိုင်သွားပြီဖြစ်တာကြောင့်ပြောနေပေမဲ့မင်းတို့နဲ့ဂျွန်ကတော့ဗင်နီကိုကြည့်ပြီးတော့ ျော်ရခဲ့ငိုရခဲ့ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ပြန်ဝဲတင်ဆက်တဲ့သူကလည်းဂျီတို့နှစ်ယောက်ကအန်ဒီရဲ့အများဆုံးတောင်ကုန်းအဆင့်ကို ရောက်လာခဲ့ပြီဖြစ်ကြောင်းတင်ဆက်နေပါတယ်။ထို့အဆင့်ကြီးမှာတော့လုံချုံကြီးဟိုနားနဲ့ဂျီတို့ကိုအရှင်လျှော့ဖို့လက်ဟန်ချီရန်နဲ့လမ်းပြောနေကြပါတယ်။ဒါပေမဲ့သူတို့ကတော့အရှင်မလျှော့ဘဲနဲ့ဆင်းလာခဲ့ပါတယ်။ဒီလိုနဲ့အဆင့်ကြီးကိုဆင်းနေတဲ့အချိန်မှာတော့ဖီနီကအမဂျက်ရှိစကစ်ကိုလှုပ်ပြီးတော့ဆင်းလာခဲ့ပါတယ်။ ဒါမှမဟုတ်ချီကတော့သူ့ဘေးနားကလည်းတဟုန်ဆင်းသွားခဲ့ပြီးတော့အကွေ့ကြီးကိုရောက်တဲ့အချိန်မှာတော့360 degree skid ဆွဲပြသွားကသူ့အကွေ့ကြီးကိုကျော်ဖြတ်သွားခဲ့ပါတယ်။ဒီပွဲကိုကြည့်နေတဲ့သူတို့အတင်းသားတွေအပါအဝင်လူတိုင်းကဂျေးလုတ်သွားတာကိုကြည့်ပြီးတော့လက်ဖြန့်သွားကြပါတယ်။အင်းကလည်းအားပေးနေတဲ့ဂျင်ညီကလည်းသူ့ကိုလုတ်သွားတာကိုကြည့်ပြီးတော့အားရပါရရေခဲကြောင်ဆိုင်နဲ့အားပေးနေခဲ့ပါတယ်။ဒါပေမဲ့ကန်ကဆိုချင်တော့အလုတ်မသွားဘဲနဲ့အိမ်မှာပဲနေနေတဲ့ သူတို့အမေကြီးကရောက်လာခဲ့ပြီးတော့သူ့သားကိုအင်စာတွေမလုပ်ပဲနဲ့ TV ကြည့်နေတာလားဆိုပြီးတော့စန့်ငေါက်ပါတယ် TV ပေါ်မှာကလည်းဂျီလို့သွားတဲ့အခွက်ကို highlight ပြန်ပြနေပြီးတော့ဂျီရဲ့ညီကသူ့အမေမမြင်ခင် TV ကိုအမြန်ပိတ်ဖို့လုပ်နေခဲ့ပါတယ်ဒါပေမဲ့လည်းသူ့အမေကလည်းမြင်သွားပြီးတော့ဟဲ့အဲ့ဒါနင့်အကူမလားဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့ဂျီညီကတော့အမေကလည်းမဟုတ်ပါဘူးဗျာကိုကြီးနဲ့တူတဲ့ကောင်ပါ ဆိုပြီးတော့ပြန်ဖြေလိုက်ပြီမယ်။ TV ကနေတင်ဆက်တဲ့သူကအချိန်ကိုင်းအခုချိန်မှာစွမ်းနေပြနေတာကတော့စန်းနီအထက်ထံကျောင်းကဂျေဂျူးဆိုတဲ့ကျောင်းသားလေးဖြစ်ပါတယ်ခင်ဗျာဆိုပြီးတော့အတိအကျပြောပြလိုက်ပါတယ်။ဒီလိုနဲ့ဒီအပိုင်းလေးကိုဒီနေရာမှာပဲအဆုံးသတ်ချပြီးတော့နောက်လာမယ့်အပိုင်းမှာတော့ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုစောင့်မျှော်ပေးခဲ့ကြပါအောင်ခင်ဗျာ။ဒီနေရာထိလိုက်ပါကြည့်ရှုလာတို့တယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။